အလုံးမမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလတရနေ့နေ့လယ်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လယ်ခင်းသတင်းတွေလည်းတရုတ်အကူအညီနဲ့တောင်းလို့ရတဲ့မြို့တွေကုန်ပြီလို့ပြောလာတဲ့စစ်လော်ဘီတွေသတင်း၊မော်ကိုမြို့အပြင်ဒီနေရာချက်လာတဲ့စစ်တပ်၊တော်လိုင်းတက်တွေတိုက်ခိုက်လို့နောက်ပြန်ဆုတ်ရတဲ့သတင်း နင်းချံမှာလေကြီးနေတဲ့တီတာယုမော်အဖွဲအထိနာခဲ့ပြန်ပြီဆိုတဲ့သတင်းအလင်းဝင်လာတဲ့စစ်သားအများစုစစ်ကောင်ရှင်ကို ပြန်တော်လှန်နေတဲ့သတင်းတဘာဝပန်ဝင်ခြင်းပျက်စီးစေမဲ့တစ်တွေကိုပို့တိုးထုတ်ဖို့ပြောလာတဲ့မင်းအောင်လိုင်းကြောင့်အဂတိမှုနဲ့ဆွဆွဲခံရတဲ့အစ္စရေးဝင်ကြီးချုပ်ကတမရကိုကယ်တင်ပေးဖို့တောင်းဆိုတဲ့သတင်းအဲ့လိုနှစ်လည်ခင်တီထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်ရင်ပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ ပြည်တွင်းသတင်းတွေကိုအယုံဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်အကူအညီနဲ့တောင်းလို့ရတဲ့မျိုးတွေကုန်ပြီလို့ပြောလာတဲ့စစ်လော်ဘီတွေသတင်းနဲ့ဆက်လိုက်ချင်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာစစ်ကော်မရှင်ဘက်ကမြို့တွေပြန်ရတာဟာတကယ်တော့သူတို့တိုက်ခိုက်လို့မဟုတ်ပဲတရုတ်ကြီးရဲ့ဂျားဝင်ဖိအားပေးညှိနှိုင်းမှုကြောင့်လို့စစ်တပ်ကိုထောက်ခံတဲ့လော်ဘီတွေကသူတို့ရဲ့ Telegram Channel တွေမှာဖွင့်ချလိုက်ပါတယ်။အဲ့ဒီလိုပြန်ရခဲ့တာဟိုင်ကင်သဘောတူညီချက်အပေါင်းအခြေခံထားတာဖြစ်ပြီးတရုတ်ကဂျားဝင်ထပ်ပြီးတောင်းပေးလို့ရမယ်မြို့တွေမရှိတော့ဘူးလို့ပြောလာတာပါ။ တရုတ်ကြောထောင်းနောက်ခံပြုတ်ထားတဲ့ညီနောင်မဟာမိတ်သုံးဘွဲ TNL MND A ရဲ့တစ်တုံညာနှစ်ကွန်စစ်စင်က2024ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာ hiking စာချုပ်နဲ့ခိတ္တရက်သွားခဲ့ပေမယ့်အဲ့ဒီနေ့ဇွန်လ24ရက်မှာတော့စစ်စင်ရင်ဒုတိယလိုင်းကိုစပြီးမြို့တွေကိုတိမ့်ပိုက်မှုတွေလုပ်ခဲ့ပါတယ်။ စစ်စင်ရင်ဒုတိယလိုက်မှာထပ်သိမ်းခဲ့တဲ့နောင်ချုံ၊ကြောင်မဲ၊တီဘော၊မိုးကုတ်၊လာရှိုးတို့လိုမျိုးတွေဟာတရုတ်ရဲ့အကူအညီကြောင့်ဝုံမိတ်ကလွဲပြီးကြံမျိုးတွေစစ်ကော်မရှင်လက်ထက်ပြန်ရောက်သွားခဲ့ရတာဟာတရုတ်ကြီးကစစ်တပ်ဘက်ကတိတိတတ်တာကူညီခဲ့လို့ပဲဖြစ်ပါတယ်။နိုင်ငံရေးလာသူတို့ကဒီလိုထုတ်ပြောလာတာကအချက်နှစ်ချက်ကိုညွှန်ပြနေတယ်။တစ်ခုကတရုတ်ကြီးကရှမ်းမြောက်ကိစ္စကိုထပ်ပြီးညှိနှိုင်းမပေးတော့ဘူးလို့သဘောရှိတာ။နောက်တစ်ခုကတော့တရုတ်အကူအညီမယူတော့ပဲစေးနေပဲဆ က်သွားမယ်ဆိုပြီးနိုင်ငံတကာကဟန်ပြတာမျိုးဖြစ်နိုင်တယ်။အထူးကကလာမယ့်စစ်ပွဲအတွက်ဝါရဖြစ်နာပါလို့သုံးသပ်ထားပါတယ်။တရုတ်နဲ့နှိမ့်လို့ရနိုင်တဲ့နေရာဆိုလို့လာရှုံနာကနောင်မော မန်ဟန်ကျေးရွာတွေပဲကျန်တော့တယ်လို့လော်ဘီတွေကဆိုပါတယ်။တရုတ်နဲ့ညှိနှိုင်းပြီးပြန်ရမယ်မျိုးတွေမရှိတော့ဘူးလို့ယူဆတဲ့အတွက်စစ်တပ်ဟာရှမ်းမြောက်မှာညီနောင်မဟာမိတ်တွေလက်ထဲရှိနေစေမျိုးတွေကိုစီးရင်နဲ့အတင်းတိုက်ယူမယ်လို့လော်ဘီတွေကကြုံရပါတယ်။ဒါပြင်ဟိုင်ကင်စားကြုပ်ထဲမှာမပါတဲ့ရခိုင်နဲ့ကချင်မှာအရင်နဲ့ခရိုင်တင်ထားတဲ့မျိုးတွေနဲ့မူဆယ်၁၀၅မိုင်ကိုလည်းတိုက်ယူတော့မယ်လို့လော်ဘီတွေကဆိုထားပါတယ်။ ဒုတိယအနေနဲ့မိုးကုတ်မြို့အပြင်ထိနေရာချက်လာတဲ့စစ်တပ်တော်လင်းတက်တွေတိုက်ခိုက်လို့နောက်ပြန်ဆုတ်ရတဲ့တဲ့မှာ မန္တလေးတိုင်းမိုးကုတ်မြို့နယ်ပတ်သက်တဲ့စီးရဲတဲ့တင်းတစ်ခုကိုတင်ဆက်ပေးပါမယ်ရှင်။မိုးကုတ်မြို့ရဲမှာဝင်ရောက်နေရယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကမြို့ပြင်အနောက်ဘက်ခြမ်းတီစစ်ကြောင်းထုတ်ဝင်ရောက်လာရကနေတော်လိုင်းတပ်တွေရဲ့ထိရောက်တဲ့တိုက်ခိုက်မှုကြောင့်နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတရင်းရင်းမြစ်တွေစီကသိရပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့30ရက်နေ့တွေမှာစစ်တပ်ကမိုးကုတ်မြို့ရဲကိုဝင်ရောက်လာခဲ့တာပါ။ဒါပေမဲ့30ရက်နေ့ညနေပိုင်းမှာမြို့ပြင်နောက်ဘက်တောင်မော်ဘက်ကိုပါစစ်ကြောင်းတွေ ထပ်မံချက်တွေမှစ조사ခဲ့ပါတယ်။အဲ့ဒီမြို့ပြင်နေရာတွေမှာတော်လင်းတပ်ဖွဲ့တွေကအစ်စ်နေရာကိုတက်ဆွဲထားတာမို့စစ်ကောင်စီတပ်တွေဝင်လာတဲ့အခါတိုက်ပွဲတွေချက်ချင်းဖြစ်ပွားခဲ့တာပါ။တော်လင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီစစ်ကြောင်းထွက်ခွာလာမဲ့တဲ့တင်ကိုအချိန်မီကြိုတင်သိရှိထားခဲ့ပြီးစစ်တပ်ကို80မတိုးလောက်အောင်အပြင်းထန်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီလိုတိုက်ခိုက်နိုင်ခဲ့တာဟာ TNL ကစစ်တပ်ကိုမြို့ပြန်အခဲပေးမဲ့မိုးကုံမြို့ကိုစစ်ကောင်စီလက်အောက်အလုံးစုံမကြောက်ရစေအတွက်တော်လင်းတပ်တွေ င်ကာကွယ်နေတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။အော်တိုဘားလာနောက်ပိုင်းလုံကတရုတ်အထူးကိုစလဲမစ္စတာတဲရှိကျွေးရဲ့ဂျောင်းဝင်ညီနိုင်မှုကြောင့် TNL ကမိုးခုံးရဲ့အမှုမေမျိုးတွေကိုစစ်ကွန်ရှင်ထံပြန်လည်ပေးအပ်ဖို့သဘောတူခဲ့ရပါတယ်။ တင်းနယ်လီဆုတ်ခွာပေးတဲ့အတွက်စစ်တပ်ကလည်းတန်းဒေတာကိုလင်းနဲ့ပုံစဲတာထိုးစစ်စင်တာနဲ့မပြုတ်လို့ဖို့လို့ကြေပြုတ်ခဲ့ရပါတယ်။တစ်တုံညာနှစ်ကွန်စစ်စင်တွင်တင်းနယ်လီတိမ့်ပိုက်ခဲ့တဲ့မြို့ဆက်နှမျိုးအနက်စစ်တပ်ကကြောင်မဲနောင်ကျိုးတီဘောတို့ကိုပြန်လည်ရရှိခဲ့ပြီးဖြစ်အားမိုးကုန်းနဲ့အမုံမိတ်ပါဆွတ်လိုက်ရမှာဖြစ်တဲ့အတွက်တင်းနယ်လီနဲ့တဲ့မြို့ခုနှမျိုးသာကြံတော့မှာပါ။ဆက်လက်ပြီးမြင်းချံမာလေးကြီးနေတဲ့တီတာယူမော်အဖွဲ့အထိနာခဲ့ပြန်ပြီဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်။ ်မန္တလေးတိုင်းညာဦးမြင့်ချန်လမ်းပိုက်မှာဒေသတွင်ပြူစောတိကောင်းဆောင်တီရာရွတ်မွေရဲ့အဖွဲ့သားတွေစီးနှင်းလိုက်ပါလာတဲ့ကာတကြီးဟာကြားဖြတ်တိုက်ခိုက်ခံလိုက်ရပြီးကားပေါ်ပါလာတဲ့၅ယောက်လုံးတေဆုံးခဲ့တဲ့အပြင်လက်နက်ခဲယံတွေတင်းစီရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်မနက်7:00နာရီလောက်ကပခုတ်ကို Special Task Force ပခုတ်ကိုမြို့နယ်တရင်တေပကဖကရဲဘော်ဒီငယ်ရဲဘော်တပူးဦးဆောင်နဲ့အဖွဲ့ဝင်10ဦးတို့ဟာတေရာယူမွန်ရဲ့ပြိုဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ် Body. အဲ့ဒီကားပေါ်မှာတီရာယူမော်မပါလာပေမဲ့သူ့လက်ပါစေအမျိုးသားပြူစောတီတုံးနဲ့အမျိုးသမီးပြူစောတီ၅လုံးဟာတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ညောင်မြင့်ချန်လမ်းပိုင်းဟာပြူစောတီအဖွဲ့ရဲ့အင်အားကောင်းပြီးသူတို့လမ်းလို့တော့ပြောလို့ရတဲ့နေရာဖြစ်ပေမဲ့အခုလိုဝင်ရောက်တိုက်ခိုက်ခံလိုက်ရတာဟာဒေသခံအချို့အတွက်ထူးခြားတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။ဒီတိုက်ခိုက်မှုကလည်း G4 တနက်တလက်၊ကပိုင်တနက်နှလက်နဲ့ကြီညာပြတင်းစီရမိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့တီရာယူမော်ရဲ့ပြူအဖွဲ့ကိုတိုက်ခိုက်ခဲ့တဲ့ ။ရဲဘော်စေဦးစလုံးကတော့အထိကံမရှိဘဲအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။တိရာယုမအဖွဲ့ဟာမန္တလေးတိုင်းမြင်းချံမြို့နယ်ဒေသတဝိုင်းမှာအခြေစိုက်တဲ့စစ်ကောင်ပြင်လောက်ခံဖြိုစောတိအဖွဲ့ဖြစ်ပြီးတော့နမဲစိုးနယ်ကြော်ကြားနေရလဲဖြစ်ပါတယ်။ထမန်တင်ဆက်ပေးမှာကတော့အလင်းဝင်လာတဲ့စစ်သားအများစုစစ်ကောင်ရှင်ကို ပြန်တော်လှန်နေတဲ့အကြောင်းမှာ မြန်မာစစ်ပယ်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDS ဆိုင်ကထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်အရစစ်ကောင်ပြင်တပ်ဖွဲ့တွေတဲကနေအလင်းဝင်လာတဲ့စစ်မှုထမ်းအများစုဟာတော်လိုင်းတပ်သားတွေအဖြစ်ပြောင်းလဲပြီးအာဏာရှင်ကိုပြန်လည်တော်လှန်တိုက်ခိုက်နေကြတယ်လို့သိရပါတယ်။ နိုဝင်ဘာလ30ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဖော်ဆောင်တက်ရောက်မှု လေးလာစမ်းစစ်ချက်အစီရင်ခံစာထဲမှာဒီချက်ကိုအထူးလေးပေးဖော်ပြထားတာပါ MDS ဆိုင်ရဲ့လေးလာတို့ရှိချက်အရအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာတော်လိုင်းတပ်ဖွဲ့တွေမှာတက်ကြွစွာပူးပေါင်းပါဝင်နေကြပါတယ် တောင်ပိုင်းတိုင်းစစ်တင်တာကစစ်တင်နဲ့စစ်ကြောင်းကိုအောင်စီရစစ်ကြောင်းကစစ်မှုတန်းတပ်သားတွေပူပေါင်းခဲ့ပြီးတော်လင်းတပ်ဖွဲ့ဝင်အဖြစ်ပါဝင်နေကြပါတယ်။ဒါ့အပြင်ဒေါနာစစ်ကြောင်း၊ကျော်ကာစစ်ကြောင်း၊ KNL နဲ့ PDF ပူပေါင်းစစ်ကြောင်းတွေမှာပါစစ်မှုတန်းတပ်သားဟောင်းတွေဟာတိုက်ပွဲဝင်နေရလို့ဆိုပါတယ်။စစ်ပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကနေအလင်းဝင်လာတဲ့သူတွေဟာလည်းကလေးခင်အပကဖာနဲ့ပူပေါင်းပြီးတိုက်ပွဲတွေမှာပါဝင်နေရကိုတွေ့ရပါတယ်။ အလင်းဝင်မှုတွေဟာတဝူးချင်းသာမကပဲရှေ့တန်းစစ်မြေပြင်ကနေတော်လင်းတပ်ဖွဲ့တွေစီကိုအစုအဖွဲ့လိုက်ဆက်သွယ်လင်းဝင်လာမှုတွေလည်းရှိနေကြောင်း MDSI ကဖော်ပြထားပါတယ်။ MDSI ရဲ့စစ်မှုတန်းစီရင်ခန်းစာမှာစစ်မှုတန်းတပ်သားတွေရဲ့အလင်းဝင်တော့ဟာတတိစစ်သားတွေထက်ပုံပုံနှစ်ပုံလောက်ပုံများနေရာကိုတွေ့ရပေမယ့်စစ်ကြက်ထဲမှဝင်ခြင်းမဲ့အတင်းကျပ်ဝင်လာရတဲ့စစ်မှုတန်းအခြေအတွက်တသိန်းနာနေနေချိန်မှာအလင်းဝင်လာသူကတထောင်ကျော်လောက်သာရှိတာကိုလည်းထောက်ပြထားပါတယ်။စစ်မှုတန်းတပ်သားတွေလူ မြောက်ဖို့ခက်ခဲနေရတဲ့အဓိကအကြောင်းရင်းတွေကတော့စစ်တပ်ရဲ့ဝါရဖြန့်ချိန်ချမှုတွေကိုယုံကြည်တာတော်လင်းတပ်ဖွဲ့တွေနဲ့ဘလို့ဆက်သွယ်ရမယ်မသိရနဲ့ဆက်သွယ်ဖို့မလဲကူတာတို့ကြောင့်ဖြစ်တယ်လို့ MDS ဆိုင်ကသုံးသပ်ထားပါတယ်ရှင်ပီရင်းနဲ့ကနောက်ဆုံးတဲ့တင်နေနဲ့တဘာဝပန်ဝင်ချင်းပြည့်စည်စေမဲ့တစ်တွေကိုပို့တိုးထုတ်ဖို့ပြောလာတဲ့မင်းအောင်လိုင်းတဲ့တင်ကိုပြောပြပေးပါမယ်ရှင် စစ်ကော်မရှင်ခေါင်းဆောင်မြောက်လန်ကနိုင်ငံတော်စီးပွားမြင့်တင်ရေးအတွက်လို့ဆိုကတဘာဝပံဝင်ခြင်းပြည့်စည်မှုကိုဖြစ်စေနိုင်တဲ့တင့်နယ်ဝါထုတ်လုပ်ရေးလုပ်ငန်းတွေကိုအဓိကထားဆောင်ရွက်ဖို့တိုက်တွန်းပြကြားလိုက်ပါတယ်။နိုဝင်ဘာလ30ရက်နေ့ကကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအတင်းကျုံ34ကြိမ်မြောက်နှစ်ပတ်လည်အတင်းသားစုံရင်းစည်းဝေးမှာမြောက်လန်ကနိုင်ငံခြားဝန်ကြီးရှာဖွေရေးအတွက်ပို့ကုန်နဲ့တုံ့ပြန်မှုလိုအပ်ကြောင်းပြောဆိုရမှာအခုလိုထက်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ မင်းအောင်လိုင်ကနိုင်ငံတော်ရဲ့ပို့ကုန်ပစ္စည်းတွေနဲ့တယံဇာတာပစ္စည်းတွေထုတ်ယူ30ရာမှာပြန်လည်ဖြစ်တင်နိုင်တဲ့တယံဇာတာဖြစ်တဲ့တင့်နယ်ဝါထုတ်လုပ်ရေးလုပ်ငန်း၊ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေကိုအဓိကထားဆောင်ရွက်ဖို့ပြောဆိုခဲ့တာပါ။တင့်နယ်ဝါကပြန်လည်ဖြစ်တင်နိုင်တဲ့တယံဇာတာဖြစ်တဲ့အတွက်နိုင်ငံခြားဝင်ရရှိဖို့ထုတ်လုပ်မှုတွင်ရဲ့အတွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပြင်နိုင်ငံတော်အနေနဲ့စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတွေညှင့်တင်နိုင်ရင်တစ်နှစ်လျှင်ဒေါ်လာ10ဘီလီယံကနေ17ဘီလီယံအထိနိုင်ငံခြားဝင်ပုံမှန်ရရှိနိုင်တယ်လို့ မေအောင်လိုင်းကပြောခဲ့ပါသေးတယ်မြန်မာနိုင်ငံမှာတက်တော့ပြုံးသိမှုနှုန်းမြန်မာနေပြီးတစ်ပင်ပြန်လဲစိုက်ပျိုးနှုန်းထက်ထောက်ယူ30နှုန်းကိုမမီနိုင်တဲ့အတွက်အခုလိုတစ်ထုတ်လို့ရေးကိုအဓိကထားမြင့်တင်မှုညွှန်ကြားလိုက်တာဟာတဘာဝပံဝင်ခြင်းပြည့်စုံမှုနဲ့တစ်တော့ပြုံးသိမှုကိုပုံမဆုံရစေနိုင်တယ်လို့တဘာဝပံဝင်ခြင်းစောက်ကြည့်လေ့လာသူတွေကသုံးသပ်ပါတယ်မေအောင်လိုင်းရဲ့ချက်ကနိုင်ငံမှာအလုံးမင်းလိုအပ်နေတဲ့နိုင်ငံသားဝင်ရရှိဖို့ဖြန့်လန်းနည်းနဲ့လှုပ်ဆောင်တာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ် နောက်ဆုံးပြပါတဲ့နေနဲ့အကြမ်းမှုနဲ့ဆွတ်ဆွဲခံနိုင်ရတဲ့ history ဝင်ကြီးချုပ်ကတမရကိုကက်တင်ပေးဖို့တောင်းဆိုတဲ့အကြောင်းကို ပြောပြရင်ကျမရဲ့နေ့လည်ခင်တင်ဆက်မှုကိုဒီမှာရက်နာလိုက်ပါစေရှင် အစ္စရေးဝန်ကြီးချုပ်ပစ္စမင်နတန်ယာဟူဟာသူရင်ဆိုင်နေရတဲ့အဂတိလိုက်စာမှုဆွဆဲချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတအိုက်ဇက်ဟာဆေးထံလူငင်းချမ်းသာကွင်းပေးဖို့တရားဝင်တောင်းဆိုလိုက်တယ်လို့သိရပါတယ်။သမ္မတယုံကတော့ဒီတောင်းဆိုမှုဟာအရေးပါတော့တရားမှုများပါဝင်နေတဲ့အတွက်တရားရေးဆိုင်ရာအရာရှိတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးမှစဉ်းစားဆုံးဖြတ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။သမ္မတဟာဆေးဟာဘယ်အချိန်မှဆုံးဖြတ်ချက်ချမယ်ဆိုတာကိုတော့ထုတ်ပြန်ခြင်းမရှိပါဘူး။ ဝင်းကြီးချုပ်နတ်တန်ယောဝါလွန်ခဲ့တဲ့၅နှစ်ကြာကာလအတွင်းအကြတိလိုက်စားမှုလိမ်လည်မှုနဲ့ယုံကြည်မှုဖျောက်ပြက်မှုစတဲ့တိကျအမှုတုံးမှုနဲ့ရင်ဆိုင်စစ်ဆေးခံနေရတာဖြစ်ပါတယ်။သူ့အနေနဲ့အဲ့ဒီဆွဆွဲချက်အားလုံးကိုညှင်းဆို့ထားပါတယ်။နတ်တန်ယောကဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာကျွန်တော်အနေနဲ့တီတရားစီရင်လုပ်ငန်းစဉ်ကိုအဆုံးထိရင်ဆိုင်လိုပါတယ်။ဒါပေမဲ့နိုင်ငံတော်ရဲ့အကျိုးစီးပွားကဒီလိုလုပ်ဖို့တောင်းဆိုလာပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။အတိုက်ခံတွင်ကတော့ဝင်းကြီးချုပ်အနေနဲ့လွန်ချင်းချမ်းသာကွင်းမတောင်းဆိုခင်မှာသူ့ရဲ့ပြမှုတွေက ဝန်ခံတင်တယ်လို့တောင်းဆိုထားပါတယ် ယခုလအစောပိုင်းကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသမ္မတဟာဇိတ်ကိုနတန်ယာဟုကိုအပြေးဝလွန်ငင်းချမ်းသာဝင်ပေးဖို့တိုက်တွန်းခဲ့ပူပါတယ်။အဲ့ဒီအချိန်ကလေးကသမ္မတဟာဇိတ်ကလွန်ငင်းချမ်းသာဝင်တောက်ခံလို့သူတိုင်းဟာတင်ဝင်မြတ်တာရက်ခံစာတင်ပြရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောထားခဲ့ပါတယ်။တနင်္ဂနွေနေ့မှာတော့သမ္မတယုံကထူးခြားတဲ့တောင်းဆိုမှုရဲ့အရေးပါမှုနဲ့တက်ရောက်မှုတွေကိုထောက်ရှုပြီးဝင်ကြီးချုပ်နတန်ယာဟုရဲ့တရားဝင်တောင်းဆိုလာနဲ့သူကိုယ်တိုင်ရေးသားတဲ့စာတစာကိုထုတ်ပြန်ပေးခဲ့ပါတယ်။ MP ရဲ့နေ့လိုက်ကင် ကြတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MBA ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website ဆာမင်နာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် MBA ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပါကိုစိတ်နှပြချမ်းမှချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင် thank you